ဟော်လော့ဖိန်စီကိုလက်ခံရရှိကြတဲ့မြမကုံဆောင်ဖိုက်တာနှုတ်တိုက်ခိုက်ရေးလောကမှာဂန်ဝင်ကစားသမားတွေရလိမ့်မရှိတဲ့အမြင့်ဆုံးစုဖြစ်တဲ့ဟော်လော့ဖိန်စီကိုမြမပြည်ပွားနှစ်ယောက်ကအထူးကျွမ်းစွာနဲ့စစ်ကူရရှိထားကြပါတယ်။ဟော်လော့ဖိန်စီကိုဖိုက်တာတိုင်းမပြောပါနဲ့ရှင်။ချန်ပီယံခပ်ဘက်ကိုင်းမြောင်နိုင်တဲ့ဖိုက်တာတိုင်းတော့မရနိုင်ကြပါဘူး။ဒါကြောင့်ဟော်လော့ဖိန်စုစတာဘာကိုပြောတာပါလဲ။နားလေလွယ်ကူအောင်အယူရှိဆုံးပြောရမယ်ဆိုရင်တော့တိုက်ခိုက်ရေးလောကမှာစွမ်းဆောင်ရည်မြင့်မားသလိုအဖွဲ့အစည်းပေါ်မှာလည်းအကျိုးပြုတဲ့ထူးချွန်တဲ့အရေးချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတွေကိုရွေးချယ် ချက်ပြီးတော့အချင်းမြေပေးလေးရှိတဲ့အမျက်မှားဆုံးစုတစုဖြစ်ပါတယ်။တော်ရုံအရေးအချင်းစွမ်းဆောင်ရင်ကောင်းမျိုးနဲ့တော့မရနိုင်ပါဘူး။ဒီတဲ့ခန္ဓာကြီးကျဲတဲ့တမတ်ချက်စီမင်းနေလည်းရှိအောင်မှာပါရှင်။ဒါကတည်တဲ့လောက်ပရိသတ်တွေကိုပြန်ပြောပြတာပါ။ဒါဆိုရင်ဒီလိုမျိုးရရှိဖို့ခက်ခဲတဲ့ Hollow Fine Suit ကိုမြန်မာပြည်ပွားတွေကဘယ်သူတွေကဘယ်လိုတွေရရှိခဲ့ကြတယ်လဲဆိုတာကြည့်လိုက်ရအောင်ပါနော်။ ံပါတ်1အွန်လိုင်းဆန်ပြီးခဲ့တဲ့ရက်ကဂျပန်မြန်မာကျင်းပခဲ့တဲ့ One Championship ရဲ့1173မှာတော့ All of Fancy ကိုကချင်သားကြီးအွန်လိုင်းဆန်ကလက်ခံရယူခဲ့ပါတယ် Congratulations မှာလို့အရင်ဆုံးပြောပြစီရှင်ကွန်လာအန်ဆန်ကတော့ One Championship မှာမြန်မာဆူရာကိုကျူးကျော်နိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့သလိုဝေဂျန်နီကူရဲ့ Champion ဖြစ်ပေမဲ့ကိုကိုကိုအမြဲတမ်းနှိမ်ချဆက်ဆံတတ်တဲ့ Fighter တယောက်မို့လဲအလုံးကသူ့ကိုယူတီလေးစားချစ်ခင်ကြတာဖြစ်ပါတယ်မြန်မာ Fighter တွေအပေါ်မှာတမျိုးတမျိုးဆက်ဆံတတ်တဲ့ Rod Chan ဆိုရင်လည်းအွန်လိုင်းအန်ဆန်အပေါ်မှာ တော့ယူတီလေးစားချစ်ခင်စွာနဲ့ဆက်ဆံတာကိုလည်းပြည်သူတို့သိပါပဲနော်ဒီ Hall of Fame စုကိုတော့ဝမ်းချမ်းမြန်ရှစ်တဲ့ဥက္ကဋ္ဌကြီး Cherry ကိုရိုင်းကကိုရိုင်းချင်းမြစ်ပေးရခဲ့တာဖြစ်ပြီး Online Ansan ကိုလည်းတခန်းတနားနဲ့ချီးကျူးပြောဆိုသွားခဲ့သေးပါတယ် Fighter လောကကနေအနားယူသွားပြီဆိုပေမဲ့မြမကုံဆောင် Fighter ကြီးပြီးသားစွာနဲ့မြမပြည်သူတွေရင်းနှံမှာတော့ Online Ansan ကိုဘယ်တော့မှမမေ့တော့မဲ့ Legend တယောက်ဖြစ်ရှိနေမှာပါ Fighter ဘဝမှာအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ကောင်လာကြီးလည်းဒီပြဘဝမှာဒီတက်ပို့ပြီးတော့အောင်မြင်မှုတွေပို့ပြီးတော့စစ်ခွန်နိုင်ပါစေလို့ဆုတောင်းပေးပါရရှင် ံပါတ်2 Joshua Ben ကျင်းဖိုင်တာလေး Joshua Ben ကလည်း Hollow Point စီကိုလက်ခံရရှိထားတဲ့မြမကုံဆောင်ဖိုင်တာတယောက်ပါရှင် Joshua Ben ကတော့ Fury FC ကချင်းမြင်တဲ့ Hollow Point စီကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ် Joshua Ben ရဲ့ဖိုင်တာဘွားအစမှာတော့ Fury FC မှာအပြော်ရန်ပွဲတွေမှာဝင်ရောက်ပြီးတော့ရှင်မြန်ကစားခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့ Professional ပွဲတွေအထိတက်လှမ်းခဲ့ပြီးတော့ Fury FC ချင်းမြန်ခပ်ဘက်ကိုပါစစ်ကူးနိုင်ခဲ့တဲ့အထိစွမ်းဆောင်နိုင်ခဲ့ပါတယ်အဲဒီကနေတစင်အခုဆိုရင်တော့ UFC မှာ Flyweight တန်းမှာကစားနေတဲ့အထိအောင်မြင်မှုတွေရရှိခဲ့တာကြောင့် Fury FC က ဒီ Holofine စီကိုချင်းမြင့်ခဲ့တာဖြစ်ပါတယ်။မနေ့ကဇန်နဝါရီလမှာ Joshua Ban ကိုချင်းမြင့်ခဲ့တာဖြစ်ပါတယ်ရှင်။ UFC လိုနေရာမျိုးမှာမြန်မာစရာကိုကဘာကတင်အောင်ချပြပေးနေတဲ့မြန်မာပြည်ဝ Fighter 2ပါ။မကြမီလာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာတော့ UFC ရဲ့ Flyweight Dan Champion ခပ်ပတ်လူပွဲကိုလည်းကြီးစုရတော့မှာမို့ကောင်းလာရဲ့အလွန်မြန်မာကုန်းဆောင် Fighter တယောက်ဖြစ်လဲမြန်မာပြည်ပြည်သက်တွေရဲ့အပစ်ချိကမှုများစွာရရှိနေတဲ့လူငယ် Fighter လေးဖြစ်ပါတယ်ရှင်။ ရတဲ့ကြီးအခုပြပြခဲ့တာကတော့ရရှိဖို့ခက်ခဲတဲ့ Hall of Fame ဆူကိုရရှိခဲ့ကြတဲ့မြန်မာပြည်ပေါ်နိုင်ငံကုံဆောင် Fighter နှစ်ဦးရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ရေးလောကမှာဒီ Fighter နှစ်ယောက်အပြင်နောက်ထပ်ပြည်သက်ကြီးတို့ခန့်မှန်းထားကြတဲ့နိုင်ငံကုံဆောင်နိုင်ငံ Jamaica Fighter တွေရှိတယ်ဆိုရင်လည်း comment ထဲမှာပြပြပေးခဲ့ကြပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။